အနာဒံဝင်မှတ်ခဲ့ရင်ဒီချိန်ဘရူနိုဖာနန်ဒက်စ်ကိုဆော်ဒီလီမှာမြင်တွေ့နေရပြီပေါ့ဆော်ဒီကလပ်ဖြစ်တဲ့အဲဟီလအသင်းရဲ့မမောကျင်စရာကောင်းတဲ့ကမ်းလှမ်းမှုကိုဘရူနိုဖာနန်ဒက်စ်မြင်ပယ်ခဲ့တာကရှုမနီရဲ့ချစ်စနီးဒီအနာပီညိုကြောင့်ပဲဖြစ်ပါတယ်အတိအကျပြောရမယ်ဆိုရင်တော့အနာပီညိုငွေမမတ်တဲ့အတွက်ကြောင့်ပါအနာဂတ်ကလက်ခံလိုက်လို့ပြောရင်ဘရူနိုဖာနန်ဒက်စ်ကခေါင်းငိမ့်ဖို့အသင့်ဖြစ်နေတဲ့အခြေအနေတစ်ခုကိုသူတို့ရောက်ရှိခဲ့တာပါ အဟီလာဒင်းက sorry လေးရဲ့ချိန်ဒီအတင်းတင်းဖြစ်ပါတယ်။မြန်မာလူကစားသမားကိုအရာခေါ်ယူနိုင်ခဲ့ဘူးတဲ့အတင်းဖြစ်ပြီးတော့လက်ရှိချိန်မှာတော့ဥရောပဘောလုံးရှက်ဝန်ကကျဲပွင့်တချို့ကိုလည်းပိုင်ဆိုင်ထားပါတယ်။လောလောလတ်လတ်ပဲအီတလီယန်နီးပြဖြစ်တဲ့ Simeone Inzaghi ကို နီးပြသည့်ဖြစ်ခန့်အပ်ထားတာပါ။ Inter Milan အတင်းကိုနောက်ဆုံး300တီးသွင်းမှာ Champions League ဘောလုံးပွဲနှစ်ကြိမ်ပို့ပေးခဲ့တဲ့ Inzaghi ကတော့အဟီလာအတင်းရဲ့ကမ်းလှမ်းမှုကိုမငင်းဆန်နိုင်ခဲ့ပါဘူး။တနည်းလားစာပေါင်း25 တန်းဆိုတာကလည်းညှင်းမှုခက်တဲ့ငွေပမာဏမဟုတ်ဘူးလား။ ဘရူနိုဖာနန်ဒက်စ်အတွက်ကံလန်းမှုကတော့အိတ်ထအများကြီးပူပါတယ်။အဟီလာသင်းကဘရူနိုဖာနန်ဒက်စ်ကို၃မြစာချုပ်အတွက်ပေါင်သန်း200ချီရရှိစေမဲ့ကံလန်းမှုမျိုးပြုလုပ်ခဲ့ရပါ။လာမယ့်စက်တင်ဘာလဆိုအသက်32နှစ်ပြည့်ရောက်မဲ့ကစားသမားတစ်ယောက်အတွက်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူအဆိုးရွားဆုံးအချိန်ကာလတစ်ခုကိုဖြတ်သန်းနေရတဲ့ကစားသမားတစ်ယောက်အတွက်ဘလောက်လက်ခံကျင်စရာကောင်းတဲ့ကံလန်းမှုကြီးလဲ။အဟီလာသင်းကတော့မန်ချက်စတာယူနိုက်တက်အသင်းကိုလည်းပြောင်းရွှေ့ခြေပေါင်တန်းတ ရာပေးဖို့စီစဉ်ထားတဲ့အတွက်ကြောင့် Manchester United အသင်းကလည်း Bruno Fernandes ကို မောင်းရင်သဘောပဲလို့တကားဖွင့်ပေးထားပါတယ်။ကဲ Bruno Fernandes ဘယ်လိုဆုံးဖြတ်လဲ။လွယ်ပါတယ်။ဇနီးတဲ့ Anabinho နဲ့တိုင်ပင်ုံပဲပေါ့။တကယ်တော့ Anabinho ကသာငွေမတ်ခဲ့မယ်ဆိုရင် Bruno Fernandes ရဲ့အကျင့်တင်များဘွားကိုရှောင်လာမယ်လို့တော့မထင်ပါဘူး။ သူတို့ကစေကျော်သက်အရွယ်ကလေးကချစ်ကျွမ်းဝင်ခဲ့ကြတဲ့ငယ်ချစ်တွေပါဘရူနိုဖာနန်ဒက်စ်အသက်16နှစ်အရွယ်မှာသူတို့ချစ်သူဘွားရောက်ခဲ့တာဖြစ်ပြီးရောအဲ့ဒီချိန်မှာဘရူနိုဖာနန်ဒက်စ်က ဝင်ဝင်မရှိသေးပါဘူးဒီတော့ချစ်သူတို့ဘာသာဘာဝချင်းတွေးကြတဲ့အခါမှာရုပ်ရှင်လက်မှတ်ဝယ်ဖို့တောင်ဘရူနိုဖာနန်ဒက်စ်ပါငွေမရှိပါဘူးဒီတော့အန်နာဘီညိုကပဲငွေထုတ်ရပါတယ်အဲ့ဒီချိန်မှာအန်နာဘီညိုကဖူဆယ်ပွဲတွေမှာထိုင်လုပ်ပြီးရောဝင်ငွေရှာဖွေခဲ့ပါတယ်အန်နာဘီညိုကစနေနေ့မှာဖူဆယ်၃ပွဲလောက်ဇက်တိုက် ထိုင်လုပ်ပြီးတော့ငွေရှာတင်းငွေလေးလေးကြာရင်ချစ်သူနဲ့အတူရုပ်ရှင်ကြည့်ပြီးပီဇာစားကြပေါ့အန်နဘီညူကမအောင်မြင်သေးတဲ့ချစ်သူဘောလုံးသမားလေးကိုအလိုပေးဆက်ပြီးချစ်ခဲ့ရပါသူစားငွေမထုံနိုင်တဲ့ချစ်သူကိုညှဉ်းညင်ခဲ့မယ်ဆိုရင်တော့ ိတ်ပြက်ခဲ့မယ်ဆိုရင်တော့အခြားတယောက်ကိုရွေးချယ်သွားမှာအသေးစားပဲပေါ့ဒါပေမဲ့ NLP ညိုကမောင်မျက်နာသာဒီဝါထင်ခဲ့သူပါချစ်သူဘွားဆောက်ရောက်ခဲကဘရူနိုစ်နံပေးမှာအမြဲရှိနေခဲ့သူပါအဲအတူချုပ်ပြောမယ်ဆိုရင်တော့ဒီလိုနဲ့ပဲသူတို့နှစ်ယောက်2015မှာလက်ထပ်ခဲ့ကြပါတယ်တမီးလေးတယောက်သားလေးတယောက်ပိုင်ဆိုင်ခဲ့တယ်ဆိုပါတော့ Bruno Fernandes က Manchester United လို့ကမ္ဘာကျော် club အသင်းကြီးရဲ့အသင်းကောင်းဆောင်ဖြစ်လာခဲ့ပြီးတော့ဇနီးတွေဖြစ်သူ NLP ညိုကလည်းဘီသူကာနဲ့ design company ်တစ်ခုကို ထူထောင်နိုင်တဲ့သူဖြစ်လာရဲ့ဆိုပါတော့ဒီလိုခြေနေကိုပြည့်ပြည့်စုံနေပြီလို့ဆိုနိုင်ပြီနဲ့ရောင်ရဲတင်းတိမ်နိုင်စွမ်းဆိုတာကတော့လူတိုင်းမှာမရှိနိုင်တဲ့ခွန်သက်တီးတစ်ခုပါပြီးတော့ငငယ်ဘွားတော်ကချိုတဲခဲ့တဲ့ဖြတ်တန်းခဲ့ရတဲ့သူတို့နှစ်ဦးစလုံးရဲ့ငွေရတံပိုးကိုပို့ပြီးနှားလေခဲ့ကြပါဗျ။ ဒါပေမဲ့ငွေရသူတို့အတွက်ဦးစားပေးရွေးချယ်စရာမဖြစ်ခဲ့ပါဘူး။အဲဟီလာအသင်းရဲ့ဥက္ကဋ္ဌကိုယ်တိုင်ဘရူနိုဖာနန်ဒက်စ်ကိုဆက်သွယ်စည်းရုံးခဲ့ပါတယ်။ဘလို့ခန်းစားခွင့်တွေရရှိမယ်ဆိုတဲ့အကြောင်းပေါ့။ဒီတော့ဘရူနိုဖာနန်ဒက်စ်ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့နီးပြအမိုရင်ရဲ့သဘောထားတွေကိုတီးခေါက်ကြည့်ပါတယ်။အားလုံးကသူ့ကိုဆက်ရှိစေချင်ကြပါပဲ။စိတ်ကြိုက်ဆုံးဖြတ်ဖို့ခွင့်ပြုပေးခဲ့ပါတယ်။နောက်ဆုံးတော့ဘွားသျှောက်အရာအလုံးအတွက်တိုင်မင်မော်တိုင်မင်ဘဖြစ်တဲ့ဇနီးတဲ့အန်နာပင်ညိုကိုဘယ်လိုလုပ်သင့်လဲ ်လို့မိမြန်ခဲ့ပါတယ်။အန်နာပင်ညိုကတည်တည်ငြိမ်ငြိမ်ပဲတုတ်ပြန်ပါတယ်။ရှင်ရဲ့ရည်မှန်းချက်ကဘာလဲ။ရှင်ဘာဖြစ်ချင်တာလဲ။ ဘရူနိုဖန်နန်ဒက်စ်ရဲ့ဆန္ဒကတော့ဘောလုံးလောကရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲတစ်ခုမှာပဲဆက်ပြီးရှင်ပြိုင်ကစားချင်ခဲ့ရပါတကယ်တော့ဘရူနိုဖန်နန်ဒက်စ်ကအဲဟီလာကိုရွေးခဲ့မယ်ဆိုရင်လည်းအပြစ်တင်မဲ့သူအများကြီးမရှိနိုင်ပါဘူးစီရိုနယ်ဒိုအပါအဝင်ပေါ်တူဂီကစားသမားများစွာလည်းအဲဟီကိုရောက်ရှိပြီးသားလေဒါပေမဲ့ဘရူနိုဖန်နန်ဒက်စ်ကရဲရင်ပြတ်သားစွာပဲငင်းပယ်နိုင်စွမ်းရှိခဲ့ပါတယ်အချောင်းကတော့ငွေမမတ်တဲ့ဇနီးကိုပိုင်ဆိုင်ထားခဲ့တဲ့အတွက်ကြောင့်ပဲပေါ့